တ်ပိတ်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာမြစီမားတီတန်တွစ်ဆိုမီမြန်ခန့်ကနေကြိုဆိုပါရစေအခုထောက်တီတန်တွစ်ဆိုမီမြန်ခန့်မှာတော့စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ KNU အနေနဲ့လက်တွေ့မှာဘယ်လိုဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့ရှိပါသလဲ KNU ကဘယ်လိုနိုင်ငံရေးဖြည့်ရှင်းညှိမျိုးကိုလက်ခံပါသလဲဆိုင်ရိုင်းနဲ့ပတ်သက်ပြီးတော့ KNU ပြောခွင့်ရပုံကူဘယ်သူစောတော်ကြီးကိုကျွန်တော်တွစ်ဆိုမီမြန်မှာဖြစ်ပါရစေခင်ဗျာ ဆရာမင်္ဂလာပါခင်ဗျဟုတ်ကဲ့မင်္ဂလာပါခင်ဗျဟုတ်ကဲ့ဆရာဒီစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးပွဲပွဲနဲ့ပတ်သက်ပြီးတနည်းကပေါ့နော်ဆရာတို့စာထုတ်ဗဟိုကနေပြီးတော့စာထုတ်ပြန်တာတွေ့ရပေါ့နော်ဆိုတော့ဒီအဲ့ထဲမှာရွေးကောက်ပွဲကအဲရွေးကောက်ပွဲကျင်းပတာပေါ့နော်ဒီ ASEAN ပုံသဘောတူညီချက်ကိုချိုးဖောက်နေရလို့ဆရာတို့အနေနဲ့ခဲညူနေနေဘလို့မြင်ပါလဲဆရာအဲ့ဒါလေးဖြည့်ကြားပေးစီလို့ပါပထမဆုံးအနေနဲ့အော်ဟုတ်ကဲ့ခင်ဗျာအော် ASEAN ပုံသဘောထားတူညီချက်တွေကိုစန့်ကျင်တယ်ဆိုတာကဒီလိုရှိပါတယ် ဟို2021ဆီကနောက်သိမ်းပြီးတဲ့နောက်ပိုင်းမှာမှတ်မှတ်ရရပေါ့နော်2021 April မှာအဲ့မှာ ASEAN အစည်းအဝေးခုရှိတယ်လေ IAEA ASEAN ASEAN အစည်းအဝေးမှာဘုံသဘောထားချက်တည်ချက်၅ချက်ဆိုပြီးတော့အဲ့ဒီ၅ချက်ကိုသဘောတူညီတဲ့အထက်မှာစစ်ကောင်းဆောင်သူတို့ဖြင့်မင်းအောင်လာရဲသွားပြီးတော့ဝန်ခံကတိပြုထားတာသူကသဘောတူထားတာဖြစ်တယ်အဲ့ဒီချက်တွေက၅ချက်ရှိတယ်ဆိုပြီးတော့တကယ်တမ်းချုပ်လိုက်တော့၃ချက်တည်းရဲ့တစ်ချက်က ဟို de-escalation လို့လူသိများတဲ့အဥစားပေါ့နော်ဒီအကြမ်းဖက်မှုတွေရတော့အချိန်လျှော့ပေါ့နော်ဒီအကြမ်းဖက်တွေကလျှော့တမလည်းတွေ့ဖြစ်နေတဲ့အချိန်အကြမ်းဖက်ကလုံးဝမလျှော့ဘဲနဲ့လူတတ်တာရက်စက်ဒီလောက်တော့ဆက်တာကဆက်တာခုတက်တီပဲဖုံးကြောင်းရှောက်ကျဲနေဘယ်မှာလဲအဲ့ဒါဘုံသဘောတူညီချက်ပထမဆုံးတစ်ချက်ဖြစ်တဲ့အဒီအကြမ်းဖက်မှုအချိန်လျှော့တာတစ်ချက်မှမလျှော့တဲ့ဟာဒါလုံးဝဆက်နေတာပဲတစ်ချက်နောက်ပြီးတော့ဒုတိယချက်ကဟိုဟာ humanitarian system လို့ပြောတဲ့အဲ့ဒါလူသားချင်းစာနာထောက်ထားမှုအကူအညီပေး အဲ့ဒါလဲသူတို့လောက်ရကြောင်ဖြစ်ပေါ်လာတဲ့နောက်ဆုံးတဲ့ပြဿနာကြီးပဲဒီလိုမျိုးလူတို့ကိုပြစ်မှတ်ထားပြီးတော့ဒီတလားဖြတ်လားလှုပ်တဲ့ဟာဘုံကျက်လာအောင်ဘာမှနေရောညာအောင်မလျှောက်အောင်လှုပ်တဲ့ခါကျတော့နောက်ဆုံးတဲ့ဖြစ်ပေါ်လာတဲ့ဟာတွေကဒီလူတွေပြေးလွှားနေတာ3တန်း4တန်းလောက်ရှိတာအခုညီပေးဆိုတာသူတို့မှတာဝန်ရှိတယ်ပေးရမှာဘယ်မှာပေးလို့လဲအခုဘာမှပေးလို့မရဘူးကျွန်တော်တို့နေမြင်ထဲမှာတော့တသန်းကျော်တယ်တခြားနေမြင်ပေါင်းလိုက်အကုန်လုံးတပြည်လုံးမှာတော့၃သန်း၄သန်းမပြေဘူးပြေမလို့ဘူးလေဆိုတော့အဲ့ဒါတွေကအာဆီယံဘုံဘောဒါတူညီချက်နဲ့အကုန်လုံးဆိုတာဆန့်ကျင်ပြီးတော့နောက်ဆုံးချက်ဖြစ်တဲ့ inclusive dialogue ဆိုပြီးတော့ဒီတွဲဆောင်ဆွေးနွေးပွဲလိုတယ်ဆိုတာမှန်တယ်ဆိုပေမဲ့လူတော့အားလုံးကပါနိုင်ဘူးလားအရေးကြီးတယ်အခုကရွေးကောက်ပွဲကအဲ့ဒါအရေးကြီးအချက်နဲ့လုံးဝဆန့်ကျင်တယ်လေဘယ်မှာလဲလူအားလုံးပါနိုင်ပါနိုင်ဖို့ပြောရှိသမျှလူသူ့နဲ့သဘောထားဆန့်ကျင်တဲ့အကောင်လုံးဖယ်တော့တော့ထောင်ရဲထဲတဲ့မထဲကန်ထုတ်နောက်ပြီးတော့အခုကလူတစုသူတို့အာနာတီမြဲရဲ့အတွက်ပဲ၆ခေါ်တော့တဲ့သူတို့လူတွေပါတယ်ရွေးကောက်ပွဲပုံစံဖန်ပြီးခဲ့တယ်ဟာဒါ ASEAN ပြောနေတဲ့ inclusive dialogue အားလုံးပါဝင်နိုင်တဲ့ dialogue တစ်ခုပါတော့ဘလို့ပါမဖြစ်လာဘူးလေဒါလုံးလုံးကိုစန့်ကျင်တာပဲအဲ့ဒါကိုကျွန်တော်အဲ့ဒါကိုထောက်ပြတာပဲဖြစ်ပါတယ်လို့ဟုတ်ကဲ့ဆရာဒီနောက်ထပ်မေးခွန်းတစ်ခုပေါ့နော်ဒီစစ်ကော်မရှင်ရဲ့ဒီရွေးကောက်ပွဲမှာပါတီတွေပါဝင်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထုတ်ပြန်တဲ့ထဲမှာဆိုရင်ဒါအနာဂတ်ဒီမိုကရေစီအတွက်အဟန့်အတားဖြစ်တယ်လို့ဆိုထားပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချက်ကိုအဲ့ဒီပါတီတွေနဲ့ပြည်သူတွေအတွက်ပေါ့နော် KNU ကဘယ်လိုပြောပြခြင်းလဲအဲ့ဒါလေးပြောပြပေးစီလိုပါရဲ့ဆရာ အယွယွလေးပြောရမယ်ဆိုတော့ဗျာရွေးကောက်ပွဲတစ်ခုဒီမိုကရေစီတစ်ခုဒီမိုကရေစီနဲ့သွားရမယ်ဆိုရင်ရွေးကောက်ပွဲတို့ဒီဟာနိုင်ငံရေးပါတီကမရှိမဖြစ်လိုရတယ်လေဒါပေမဲ့အခုပါနေတဲ့နိုင်ငံရေးပါတီကဘာကိုကိုစားပြုလို့ပြုမှန်းမှမဟုတ်တာကြီးဒါသိရှင်းတာပဲကိုစားပြုနေတဲ့ဟာစစ်ကောင်စီကိုအာနာတဲ့ဇိုးရှိရေးအတွက်ကိုသွားပြီးတော့ကိုစားပြုပြီးတော့သွားပြီးတော့ထောက်ပံ့လုပ်တယ်ပါအဲ့ကြောင့်မို့ကျွန်တော်တို့အခုမှပြောနေတာမဟုတ်ဘူးစစ်အာဏာသိမ်းတဲ့ကသူတို့သိမ်းတဲ့တခါတည်းအဥစားကသူက road map ပါလာပြီးသားနောက်ပတ်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာအဲ့ဒီကကျွန်တော်ပြောနေတယ်အထူးသဖြင့် ကျွန်တော်တို့တခြားလူတော့မပြောဘူးကိုယ့်ကိုယ်နိုင်ငံရေးပါတီတွေပဲတောက်လျှောက်ပြောနေတာမင်းတို့သွားမလို့ဝင်ဝင်မင်းတို့ဘလူးလဲမလုံနဲ့နော်အစိတ်ပင်ရေမလောင်နဲ့အခုပြောတာမဟုတ်ပြီးကြတဲ့သုံးလေးနှစ်ကြတဲ့ကျွန်တော်တောက်လျှောက်ပြောတာအစိတ်ပင်ရေမလောင်နဲ့သူတို့နဲ့တခါတည်းဟိုဟိုဟိုအပွင့်တူအပုံစံတူတောက်ဆုံးကြတော့လဲနောက်ဆုံးတကက်တရခံတွေကမင်းတို့ကပါသွားမယ်ဆိုတာဒါပူးတွဲသေးခံတွေပြစ်သွားမှာဆိုတော့အဲ့ဒါတွေက ဒီမိုကရေစီကိုလုံးဝကိုဘာမှအာမခံချက်မရှိတဲ့ဒီနိုင်ငံရေးပါတီကနေပါဝင်ပတ်သက်နေတဲ့ဟာကျွန်တော်တို့ကမဖြစ်စေချင်ဘူးအဲ့ဒါပေါ့အဲ့ဒီကလေးကတားနေတာပြောနေတာအဲ့ဒါကြောင့်မလို့ပြောချင်တာကတော့လူထုကိုယ်တိုင်ကတော့ဒီစစ်အနာရှင်စန့်ကျင်ရေးကိုတောက်လျှောက်ဟိုတော်လန်တိုက်ခိုက်တယ်စန့်ကျင်တဲ့နေရာမှာတော့ဘာမှပြောစရာမရှိဘူးဆိုပေမဲ့ဒီတစ်ခါလုံးမဲ့အဲ့ဒီဥစားပေါ့အတုအယောင်နဲ့ဒီ တရားမဝင်တဲ့ဒီရွေးကောက်ပွဲကိုတော့လူထုကိုယ်တိုင်ရတယ်လုံးဝမပိုင်ပတ်သက်ဘူးလုံးဝဟိုသွားပြီးတော့မမပတ်သက်နိုင်တော့အကောင်းဆုံးပဲဖြစ်တယ်ဆိုတာကအရေးကြီးဆုံးပဲဒါနောက်ထပ်ပါလာတာနိုင်ငံရေးပါတီရောပေါ့နော်အဲ့ဒါတွေကတကယ်အရေးကြီးပါတယ်ဒါကလုံးဝဒီဒီမိုကရေစီကိုလုံးဝဟိုသွားနေတဲ့လမ်းတွေမဟုတ်ဘူးဆိုတာရှင်းတာဟုတ်ကဲ့ဆရာဒီနောက်ထပ်မေးခွန်းတစ်ခုอ่ะဆရာဒီရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ KNUK မျိုးသားအစည်းအရုံးအနေနဲ့ပေါ့လက်တွေ့မှာဘယ်လိုဆောင်ရွက်မှုတွေလှုပ်ဆောင်မှုရှိပါလဲခင်ဗျာ အော်ကျွန်တော်တို့ထုတ်ပြန်ကြင်ကြက်တက်မှပြောတဲ့အတိုင်းဆိုရင်တော့ကျွန်တော်တို့ကအကြမ်းမဖက်တဲ့နီးနဲ့သွားရတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ဘူဟူကာတွေထုတ်ပြန်တယ်ဆိုပေမဲ့လို့တစ်ဖက်မှာသတိပြုမိဖို့ကဒီရွေးကောက်ပွဲကတရားလည်းမဝင်ဘူး အတူအရောင်လမ်းဖြစ်နေတဲ့အခါကျတော့သူတို့ကမရမကသူတို့အနာသက်ဆိုးရှိရေးအတွက်ကမဖြစ်ဖြစ်တဲ့နည်းနဲ့ရှောက်လို့ရမယ်အဓိကအပြင်တော့ဒီဥစားဆန့်ကျင်တဲ့လူတွေကိုလုံးဝမလှုပ်ရဲအောင်တခါတည်းအကြောက်တရားဖုံးသွားအောင်ကြောက်စိတ်တွေဝင်လာသူကအကျန့်ဖက်တဲ့နည်းနဲ့ရှောက်လို့တော့မှဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သတိပြုရတော့ကျွန်တော်တို့ပို့ပြီးတော့ပို့ပြီးတော့သတိထားဖို့ဆိုတာကဒီလိုလူတို့ကိုအကျန့်ဖက်တဲ့နည်းနဲ့ကြောက်အောင်ကြောက်စိတ်ဝင်အောင် အကြောက်တရားဝင်အောင်လှုပ်တဲ့ဟာက ကြောက်ကန်ကန်သွားရင်ဘယ်လိုလုပ်မလဲနောက်ဆုံးတွဲပြဿနာအများကြီးဖြစ်ပေါ်လာတယ်အဲ့ဒီဖြစ်ပေါ်လာတဲ့ဟာတွေကတော့ကျွန်တော်လည်းမြင်ကြုံမြင်ထားတဲ့ပုံမှာအစုံတစ်ခုများဒီလိုမျိုးနောက်ဆက်တွဲပြဿနာအကြီးကြီးဖြစ်ပေါ်လာအကောင့်နဲ့အဆိုးတွေဖြစ်လာပြီဆိုတော့ကျွန်တော်တို့တောင်းမဟုတ်ဘူးဆိုတာကျွန်တော်အခုတည်းရှင်းရှင်းလင်းပြောထားတယ်အဲ့ဒါကြောင့်ကျွန်တော်ဘယ်လိုလုပ်မယ်ဆိုတာကတော့အကျန်းဖက်နီးနဲ့ကျွန်တော်တို့နီးနာတွေကပြောစရာလည်းမလိုဘူးသို့တော်ကျွန်တော်တို့အတိတ်ကပေါဝင်ဖို့ကတော့ကျွန်တော်တို့လုပ်နေတဲ့ဒီအကျန်းဖက်နီးတာလူမှုပေါဝင်မှုရှိတယ်ကျွန်တော်တို့ကလည်းအဲ့ဒီလုပ်တဲ့အပေါ်မှာလူမှုနဲ့လည်းတွေ့ပြီးတော့စကားပြောမယ်ကျွန်တော်တို့ဒေသမှာရှိတဲ့ တကယ်လူမျိုးတွေရှင်ရင်တွေဘာသာရေးကောင်းအောင်လည်းကျွန်တော်တို့စကားပြောမယ်နိုင်ငံရေးပါတီတွေအဝတ်သွားပြီးတော့ဘလူးဘလဲလုပ်နေတဲ့ဟာကုတက်လေးခိုးကြောင်ကိုပဲလုပ်နေတဲ့ဟာလည်းကျွန်တော်ပြောစရာရှိရကျွန်တော်ပြောမှာပဲနောက်ပြီးတော့ကျွန်တော်တို့မှာတကယ်အရေးကြီးဆိုကရင်လက်နက်ကင်တွေဖြစ်ရအဲ့ဒီလက်နက်ကင်တွေလည်းကျွန်တော်စကားပြောမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆိုတော့ကျွန်တော်တို့ကလူဒန်းစားအလှော်သီးသီးစီဘူစဲဆိုဆိုအကောင်လုံးကျွန်တော်တို့ထိတွေ့တော့စကားပြောသွားမှာဖြစ်တယ်ဒါကကျွန်တော်နီးနာတယ်ပဲဒါပေမဲ့တစ်ချိန်တည်းမှာမယ်ကျွန်တော်တို့လည်းပုံပြီးတော့တက်ကြောက်တာကျွန်တော်တို့နေမြန်မာရှိတဲ့ခရိုင်အဆင့်တွေ ခရိုင်နယ်အဆင့်နဲ့ကျွန်တော်တို့တောင်ပို့ပြီးတော့တက်ကြွတယ်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့ကဒီအခုမှပဲ statement ထွက်တာရှင်းရှင်းပြောရရင်ကျွန်တော်တို့ခရိုင်နယ်ကပြင်ထားတာကြာပြီသူတို့ထွက်ချင်တာကျွန်တော်တို့စောင့်တာအဲ့ဒါကြောင့်မလို့အခုကမူတော်ဆောက်ပြီးတော့ထွက်လာတယ်ဆိုတော့သူတို့ကနီးနာဟန်တယ်အစားဆောက်ပြီးချပြတယ်မင်းနားမထောင်ဘူးဆိုငါနယ်ထဲမှာဆိုတော့မင်းတေးချနားထောင်သတိပေးခံရမယ်နောက်ပြီးတော့နောက်တစ်စစ်တက်လာရင်ဘယ်လိုလုပ်မလဲနောက်ဆုံးစစ်နေနေတယ်လုပ်စုအဲလိုဆိုအဲ့ဒီမှာအတိအကျပါတယ် ဆိုတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုကျွန်တော်တို့ခရံလေးကိုစားတာတက်တက်ကြွကြွရှိတယ်နော်ဆိုတော့ကျွန်တော်အဲ့ဒါသေချာပြောခြင်းလေခရံတစ်ခုတည်းမဟုတ်နော်ခရံခုနှစ်ခုစလုံးမှာလည်းတန်တန်နဲ့ထွက်ရဆိုတာသေချာပြောရတယ်အဲ့ဒီဘက်မှာဟုတ်ကဲ့ရှာနောက်တစ်ခုကပေါ့လေရှာရှာကိုထုတ်ပြန်စာထုတ်ပြန်တဲ့အချိန်မှာကျွန်တော်တွေ့ပါတယ်ဆိုတော့အဲ့ဒီမှာအားလုံးပါဝင်သောနိုင်ငံရေးတွေ့ဆုံမှုဆိုရဲဟာကအားလုံးပါဝင်နေဆိုတာက KNU အနေနဲ့ဘာကိုရည်ညွှန်းချင်တာလဲပေါ့နော်အဲ့ဒါလေးဖြည့်ပေးစေလိုပါတယ် တကယ်တမ်းကျတော့ပြဿနာတစ်ခုဖြစ်ရှင်းတဲ့ကမှာလူလိုမျိုးတိုင်းပြည်နဲ့ခြေတဲ့ပြဿနာအခုမှမဟုတ်ဘူးပြကျွန်တော်တို့တိုင်းပြည်ကလွတ်လိုက်မရခင်ကတည်းကအဲ့ဒီအားလုံးနဲ့ပတ်သက်တဲ့ပြဿနာတစ်ခုကိုသိချာမစင်စားခဲ့မနဲ့ကတော့ပဲမျိုးနဲ့အရာဟိုဒီအဖြေထွက်တစ်ခုတစ်ထွက်ရိုက်ပြီးဆိုတော့လောက်တဲ့အရေးအကျိုးဆက်ကြောင့်ကျွန်တော်တို့90နှစ်90 80ပြည်တွင်းစစ်ကြီးကဘလို့မှဟိုမငိမ့်တတ်နိုင်ဘူးဒါဟာအဲ့ဒါအားလုံးပါဝင်ရေးဆိုတဲ့ဟာကိုငက်ွက်ပြီးတော့လှုပ်သွားတဲ့ဟာပဲဖြစ်တယ်အဲ့ဒါလည်းသင်ခန်းစာမယူနိုင်ဘူး အဲ့ဒီမှာနောက်ဆက်တွဲအနေနဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေလည်းပြတ်သွားတယ်အဲ့ဒီနောက်ပိုင်း1984အခြေခံဥပဒေကလည်းတပါတီအနာရှင်စံသွားတဲ့ခါလည်းမကြေရမခံဘူးနောက်ထပ်တစ်ခါအဲ့ဒါလည်းအမှတ်မရှိသေးဘူး2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးတော့စစ်အနာရှင်တည်ဆိုးရှိရလှုပ်ချလိုက်တော့လည်း10နှစ်လည်းမခံပါဘူးပြတ်သွားတာပဲကွာအဲ့လိုဖြစ်သွားတဲ့အခါမှာကျွန်တော်ပြောချင်တာတော့အလုံးပါဝင်ရေးဆိုတာပြောရဲဆိုမှတကယ်တမ်းလည်းတွေ့မလွယ်ဘူး ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကတော့မြင်တာကတော့ဒီတိုင်းပြည်မှာတကက် stakeholder ဖြစ်တဲ့ကျွန်တော်တို့တော်လိုင်းအဖွဲ့စည်းပဲစပြောမယ်ကျွန်တော်တို့တော်လိုင်းအဖွဲ့စည်းတော့အဖွဲ့အများကြီးရှိတယ်အကုန်လုံးပါဘူးဆိုတာမလွယ်ဘူးဆိုပေမဲ့တကယ်ခရာကြတဲ့အဖွဲ့တွေရှိတယ်လေကဲတိုင်းပြည်အနောက်ဘက်မှာရှိတဲ့ခရာဖွဲ့တွေပါဖို့လိုတယ်ထိုနည်း၎င်းတိုင်းပြည်ရဲ့အရှိတ်ဘက်အချမ်းမှာရှိတဲ့တော်လိုင်းအဖွဲ့စည်းတွေမြောက်ပိုင်းမှာရှိတဲ့တော်လိုင်းအဖွဲ့စည်းတွေတောင်ပိုင်းမှာရှိတဲ့တော်လိုင်းအဖွဲ့စည်းတွေတကက်အခရာကြဖို့ပါတဲ့ဟာတွေပါဖို့လိုတယ်အဲ့ဒါအ ਨੇ စုံပါနိုင်ပြီဆိုရင်ဒီတိုင်းပြည်ရဲ့အရွက်ကို ဟိုယူဆောင်သွားလို့ရတယ်လေကျွန်တော်တို့ကအဲ့ဒါကိုဥတည်ပြီးစဉ်းစားပြီးတော့လုပ်နေတာကြိုးစားလဲကြိုးစားနေတယ်အခုလမ်းခွလာမှာပဲကျွန်တော်တို့ရှိသေးတယ်အဲ့ဒီလုပ်နေတဲ့အပေါ်မှာအဲ့ဒီအထူးသဖြင့်စစ်အနာရှင်ဆန့်ကျင်တဲ့အပေါ်မှာဘုံနိုင်ငံရေးမန်ချက်တစ်ခုတည်းဖြစ်ဖို့အတွက်ရောနောက်ပြီးတော့စစ်ရေးမန်ချက်တစ်ခုတည်းဖြစ်ဖို့အတွက်ရောကျွန်တော်တို့အဲ့လိုတွေ့ဆုံဖို့လိုတယ်အားလုံးပါဘူးဆိုတာဒီအတင်စားအမှာပြီးမှာပဲစစ်ကောင်စီနဲ့စစ်အနာရှင်တွေနဲ့တွေ့ဖို့ဆိုတာနောက်တစ်ပိုင်းစဉ်းစားဆိုတော့အဲ့လိုဟာမျိုးဆိုတာကျွန်တော်တို့ပြောတဲ့အခါမှာဆက်အနာရှင်တွေ့တဲ့အခါမှာလည်းကျွန်တော်တို့ညက်ခံဖို့မဟုတ်ဘူးကျွန်တော်တို့ကမှုရှိပြီးသားလေဒီကောင်တွေ ဒီဒီနိုင်ငံရေးအထွက်နောက်ပြီးတော့ဖွေစုံအခြေခံဥပဒေသိကိုလိုက်လာနောက်ပြီးတော့အသွင်ကူးပြောင်းကာလတရားမျှတဖို့သူတို့တောင်းခံဆိုတော့ကျွန်တော်တို့ကအဲ့ဒါရှိပြီးသားဆိုတော့စစ်ကောင်စီတွေ့ဘူးဆိုတာဘာမှဘူးကြောက်ရမလို့ဆိုတော့ကျွန်တော်တို့ကအဲ့လိုအစီအစဉ်နဲ့ဒီတိုင်းပြည်ရဲ့ပြဿနာအရင်းမြစ်ကိုနှစ်ပြိစေတာတက်လောက်ကြာညောင်းပြီးတော့အမြင့်နဲ့နဲ့ရှာရန်တွေ့ကနေတဲ့ဒီပြဿနာကြီးကိုဒီလိုမှမလုပ်ဘူးဆိုရင်တော့ဒီပြဿနာဘလို့အဖြစ်ရောအဲ့ဒါဟောအဲ့လိုတွေ့ပြီးတဲ့နောက်မှာကျွန်တော်တို့တိုင်းပြည်တကယ်လိုအားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်တဲ့ဒါလည်းကျွန်တော်တိုင်းပြည်မှာဗာပြဿနာလဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာပဲ။ဟိုးလိုလိုက်စကြတာဖြစ်ခဲ့တဲ့ပြဿနာအခုတည်းထိအဲ့ဒါမှဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့အားလုံးသဘောတူနိုင်တဲ့ Federal Democracy ကိုအာမခံနိုင်တဲ့ဟာတစ်ခုကိုကျွန်တော်တို့သဘောတူရပြီးတဲ့နောက်မှာအဲ့ဒီဖွဲ့စည်းပုံအရာဖြစ်ပေါ်လာတဲ့ရွေးကောက်ပွဲကိုကျွန်တော်ပြောတာ။ကျွန်တော်လိုချင်တဲ့ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ကိုပြောတာနော်အဲ့ဒီရွေးကောက်ပွဲကနေပြီးမှတက်လာတဲ့အစိုးရကျွန်တော်တို့အစိုးရပဲဘယ်သူတက်တက် ဆိုတော့အဲ့ဒီဟာတစ်ခုကိုတော့ကျွန်တော်တို့လုတ်သွားဖို့လိုတယ်ကျွန်တော်တို့ကအဲ့ဒါကိုလည်းစူးစမ်းနေတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဆရာဆရာဘုရားဖြီချောင်းအရေးမှာဖွဲ့စည်းပုံအခြေခံဥပဒေတင်တဲ့ပတ်သက်ပြီးကျွန်တော်ထပ်ပေးချင်တာပေါ့နော်ဒီအစ်စ်ရေးဆွဲမဲ့ဒီ Federal အတွင်ကူပြောင်းရေးအခြေခံဥပဒေမှာပေါ့နော် Federal စနစ်ကိုအခြေခံမှုလိုရယ်ဆိုပြီးတော့ကျွန်တော် KNU ဘုဟုကလည်းစထုတ်ပြန်ထားတာရှိရပေါ့နော်ဆိုတော့ KNU အနေနဲ့ပေါ့နော်ဒီဥပဒေရေးဆွဲဖို့ဘယ်လိုလုပ်ငန်းစဉ်တွေလိုအပ်တယ်လို့ဆရာအနေနဲ့မြင်ပါလဲခင်ဗျာ ဟုတ်ကဲ့အဓိကကြဆုံးချက်ကတော့ဘာဖြစ်လဲဆိုတော့ဒီဟာလဲကျွန်တော်တို့အခုမှပဲကောက်ခံငင်ကလုပ်တဲ့အလုပ်တွေမဟုတ်ဘူးကျွန်တော်တို့တွန်လိုင်းကလာတစ်လျှောက်တုန်းမှာအထူးသဖြင့်ကျွန်တော်တို့ဌာနချုပ်မန္တလေးရှိစဉ်ကတည်းကလည်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နှီးနှုတ်လဲဝဲယာနဲ့ယာအချိန်ပေါင်းယာယာနဲ့ချီလုပ်ခဲ့တယ်အဲ့ဒီအခြေတီဖြစ်လာတဲ့ဟာကိုကျွန်တော်တို့ Federal ဖွဲ့စည်းပုံမှာဘယ်လိုရှိတင်တယ်ပြည်နယ်ရဲ့ဖွဲ့စည်းပုံမှာဘယ်လိုရှိတင်တယ်ကျွန်တော်တို့အဲ့ဒါဆက်ပြီးတော့ဆွေးနွေးလာတာနှစ်ပေါင်း30လေးကျော်အတွင်းမှာအဲ့ဒီဟာနဲ့အခြေခံပြီးတော့အခု 2018အနာသိမ်းပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ကျွန်တော်တို့လှုပ်ရှားမှုအရအထူးသဖြင့်ကျွန်တော်တို့ Federal Democracy Charter ဆိုတာရှိတယ်လေဒီ NUCC မှာဒါပဲပြောနေတာပဲအဲ့ဒီကနေအဲ့ဒါလဲကျွန်တော်တို့ဟိုမန်ဘလော့ကအခြေတည်လာတဲ့ဟာတွေကိုကျွန်တော်တို့ပြန်ပြီးတော့မှီညမ်းပြီးတော့ကျွန်တော်တို့လှုပ်သွားတာဖြစ်တယ်ဆိုတော့အဲ့ဒီလုပ်ငန်းစဉ်ကတကယ်တမ်းကျတော့ကျွန်တော်တို့ ီတော်စုမှာပြီးတော်စုအာနာနဲ့ကျွန်တော်တို့ဒီဒီပြီးတော်စုအဖွဲ့ဝင်တွေကအာနာခွဲဝေးအပိုင်းဘလို့ရှိလဲဆိုတာအဲ့ဒီနီးလန်းတခါတဲ့ပုံစံတကျနဲ့တခါတဲ့ဟိုးစာပေါ့နော်သူရဟိုလွတ်လပ်မှုနဲ့ကိုယ်ဝန်ပြန့်နှံ့ခွင့်အရာကျွန်တော်တို့အဲ့ဒီကိုသွားနေတာဖြစ်တယ်အဲ့ကြောင့်ဟိုအခုနောက်ဆုံးအစီအစဉ်အရာကျွန်တော်တို့အခုဒီကာလမှာအခုအထူးသဖြင့်အသွေးကူးပြောင်းရေးကာလဘာလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဆက်နေရှင်စဉ်းစားတော့ကြောက်ကိုကြောက်ဆုံးမှကျွန်တော်တို့အလေးနဲ့ယုံကြည်တဲ့အပေါ်မှာကျွန်တော်တို့အသွေးကူးပြောင်းရေးကာလတစ်ခုကိုရောက်သွားတော့မယ်အသွေးကူးပြောင်းရေးကာလမှာတကယ်လို့အရဖွဲ့စည်းပုံအခြေခံဥပဒေသစ်တနည်းအားဖြင့်ကျွန်တော်တို့အခုက after ဘောနော် article of federal ဟို the transitional arrangement ဆိုတာဘောဒီက federal ဟိုအသွင်ကူပြောင်းကာလအတွက်ကျင့်သုံးမဲ့ဖွဲ့စည်းပုံခြေခံဥပဒေတည်ရလဲကျွန်တော်တို့ federal charter ပေါ်မှာပဲ federal democracy charter ပေါ်မှာအချက်တည်ထားတာအဲ့ဒါကိုကျွန်တော်တို့ fly နဲ့ပဲဒါကတကယ်အသွင်ကူပြောင်းကာလမှာကျွန်တော်အဲ့ဒါကိုသွားရမှာကျွန်တော်စောစောပြောတဲ့ဖွဲ့စည်းပုံခြေခံဥပဒေတည်ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီကနေကျွန်တော် fly ပြီးတော့ရွေးကောက်ပွဲတွေဖြစ်လာမယ်နော်ဒီဒီရွေးကောက်ပွဲတွေဖြစ်လာမယ်ဆိုတော့ပြည်တော်စုရလူလဲ့ ြည်နယ်အစိုးရအဆင့်ပြည်တော်စုအဖွဲ့ဝင်ကဘာမှပူကြမလို့ဘူးကျွန်တော်တို့မှာချင်းနဲ့မှာကချင်းနဲ့မှာဂရင်းနဲ့မှာအလုံးပြင်ထားပြီးသားကျွန်တော်တို့ကေမာဆိုကော်တူးလေးဆိုရကြည်ညာရောမယ်ဒါပေမဲ့တေချာတာကကျွန်တော်တို့ကပြည်တော်စုကဘယ်တော့မှခွဲထွက်ဘူးစား1956 policy ရကျွန်တော်တို့ခိုင်မာရပ်တည်တာအခုက290ပြည်တော်မယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒေတာအစိုးရတွေပြည်နယ်အစိုးရဆိုတာဘာမှပူကြမလို့အတိတ်ကဟာကျွန်တော်တို့ပြည်တော်စုအစိုးရတခုဘယ်လိုတိဆောက်ကြမလဲဆိုတာကျွန်တော်တို့အားလုံး science စဉ်းစားနေပုံမှာအဲ့ဒီလုပ်ငန်းစဉ်တွေမှာကျွန်တော်ဆက်သွားတော့မှာဖြစ်တယ် ဟုတ်ကဲ့ဆရာအဲ့ဒီခုနကဆရာပြောသွားတဲ့အထဲမှာပဲဒီ after ရေးဆွဲရတဲ့ပတ်သက်ပြီးတော့ဒါ NUCC ကကမကထလုပ်ပြီးရေးဆွဲပေါ့နော် KNU လည်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီ AFD after ရေးဆွဲရတာကဘယ်ကာလလောက်ပြီးမယ်လို့မှန်းထားလည်းမသိဘူးဆရာအမှန်မှားကျွန်တော်တို့ပြီးကျင်တာဟိုပြောနေတာဟိုလွန်နေနှစ်နှစ်သုံးနေကအဲ့ဒီကလေးကပြီးရမှာအဲ့ဒီနှစ်သုံးနေကျွန်တော်တို့ကြိုးစားနေအလုပ်မဖြစ်ဘဲနဲ့ဘဲမှာရှစ်တိုးလို့မရဘူးနဲ့တောင်တင်ယူနေတာဒီခါတည်းဟိုပြောင်းဒီပြောင်းနဲ့နောက်ဆုံးကြတော့အခုက စစ်ကောင်စီဘက်ကရွက်ကရွက်ကဘက်လှုပ်ရဲဆိုတာနေတာတော့ဆုံးကြတော့လုံးဝဟိုရွေးစရာမရှိတော့ဘူးပြရှင်းပြောရင်ဒါမရှိဖြစ်လွားတယ်ကျွန်တော်တို့လွင်နဲ့နှစ်၃နှစ်နှစ်၃နှစ်ကပြောထားတဲ့ဟာဒါပေမဲ့လှုပ်လို့မရတိုးလို့မရတော့အဲ့ဒီမှာတိနေနောက်ဆုံးကြတော့အကူကမဖြစ်မဖြစ်မနေလှုပ်ရတော့မှာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့လှုပ်ရှားမှုအရာရကဲ့တီး ပြည်တော်စုတစ်ခုလုံးအတွက်လိုအပ်တဲ့ after you ကိုမလောက်တန်သေးခင်တော့ကျွန်တော်တို့ကတော့ဘာပဲဒေသဆိုင်ရာမှာရှိတဲ့ကျွန်တော်တို့ကရင်တွေကရင်နီတွေချင်းတွေကတော့ကိုယ့်အကိုကိုယ်ပိုင်ဆိုးရတဲ့ကိုယ်ကစထော်အောင်မှာအဲ့ရနဲ့တစင်မပြည်တော်စုသွားမှာအဲ့ဒီစလောက်လာခဲ့တာကမှဒီဟာကြီးကလှုပ်လှုပ်ရွာဖြစ်သွားပြီးတော့နောက်ဆုံးကျတော့အကူကအလုံးသဘောတူကြရသွားပြီဆိုတော့ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်သုံးနှစ်ကလေးအဲ့ဒါသဘောတူထားကျွန်တော်တို့အရွေးရဟုတ်ဝေးရောက်နေပြီ ဒါပေမဲ့အခုကအဲ့လိုဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့နှစ်သုံးနှစ်ကပြန်ပြီးတော့ကျွန်တော်တို့အစားထိုးကျွန်တော်တို့ပြန်ပြီးတော့အချိန်လေးပြန်လှူအောင်မယ်အချိန်တော်လင့်သွားရဆိုတော့တော်တော်နှမျောကြကောင်းလို့ဆိုမယ်ကျွန်တော်တို့ကတော့ဘာမှဥစားအချင်းချားထဲမှာဟိုတယောက်နဲ့တယောက်ဘာပြတ်တန်တရားကွာကြမလို့အခုရသေးတယ်နောက်၄၅လအတွင်းမှာကျွန်တော်တို့မပြီးပြီးအောင်လုပ်ရမယ်အဲ့ဒါပြီးတော့ဆိုတော့ကျွန်တော်တို့ဇိန်ခေါ်လို့ရပြီဗျခင်ဗျာအခုလာမယ့်ရွေးကောက်ပွဲဥပဒေက2000ကျပ်ပေါ်မှာမူတည်ရဘယ်လိုကဘယ်သူကလက်ခံလို့မရဘူး KNU ကပေါ့နော်ဒီစစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ပွဲကိုလက်မခံဘူးဆိုရင်ပေါ့နော်ဘယ်လိုနိုင်ငံရေးဖြည့်ရှင်ညီမျိုးကိုလက်ခံပါလဲခင်ဗျအဲ့ဒါတော့ကျွန်တော်ခုနပြောတဲ့အဲ့ဒီနီလမ်းပဲကျွန်တော်အထူးထူးတွေပြန်ပြီးတော့ရှင်းပြတော့မှာမဟုတ်ဘာဖြစ်လဲဆိုတော့ဒီရွေးကောက်ပွဲကိုလက်မခံဘူးဆိုဘယ်ရွေးကောက်ပွဲနဲ့သွားမလဲဆိုတော့ကျွန်တော်တို့လော့တော့မလဲအဲ့ကြောင်လို့ကျွန်တော်ရှင်းရှင်းလေးပဲဒီရွေးကောက်ပွဲ2008အပေါ်မှာမူတည်တဲ့အခါကျတော့ဒီ2008ကကျွန်တော်လုံးဝလက်မခံခင်ဗျားတို့ကျွန်တော်တို့လုံမဲ့ရွေးကောက်ပွဲကဘယ်အပေါ်မှာမူတည်လဲဆိုတာဖွဲ့စည်းပုံအခြေခံဥပဒေတစ်လို့လို့တယ် အဲ့ဒါကြောင့်မလို့ဒီဖွဲ့စည်းပုံအခြေခံဥတည်တရားကျွန်တော်တို့ကြိုးပမ်းနေတာဖြစ်တယ်ဒီလမ်းနဲ့သွားမှာကျွန်တော်တို့ယုံကြည်တာတော့ဒီရွေးကောက်ပွဲမတိုင်ခံကျွန်တော်တို့ပြီးဟုတ်ပြီးမယ်ပြီးရင်ဒါအဲ့ဒီတိုင်းကျွန်တော်ဆက်သွားတော့မှာဟုတ်ကဲ့ဟုတ်ကဲ့နောက်ထပ်မေကွန်တစ်ခုอ่ะပေါ့လေဒီကျွန်တော်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ပေါ့နော်လက်ရှိနိုင်ငံတကာနိုင်ငံနိုင်ငံမှာလှုပ်ဆောင်နေတဲ့အခြေအနေအခြေအနေတွေပြည်တွင်းမှာလှုပ်ဆောင်နေတဲ့အခြေအနေတွေအပေါ် KNU အနေနဲ့ရောဘယ်လိုတုံ့တက်ခြင်းလဲအကြံပြုကြီးကနေပြီးတော့တစ်ဆင့်အကြံပြုခြင်းလဲပေါ့နော် ဟုတ်အကြံပြုတာတော့ကြံပြုလို့ရတာတော့လူတိုင်းအကြံပြုလို့ရတယ်ဗျာကျွန်တော်လက်တွေ့ကြဘူးတော့ကျွန်တော်လည်းအခုအကြံပေးရှင်တော့ဟို NUG အနေနဲ့ဗာပဲဖြစ်ဖြစ်ပေါ့နော်တကယ်ကိုကိုတကယ်ပြည်တော်စုအစိုးရတခုလို့ယူဆပြီးဆိုတော့ယုံကြည်ပြီးဆိုတော့အဲ့ဒီပုံစံအတိုင်းတူယူနေလောက်ဖို့လို့လက်တွေ့ကြဘူးလို့လည်းကျွန်တော်ပြောချင်တာဗာပြီးဆိုတော့ဟိုဗာပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကတော့အားလုံးရှင်းတယ်ကျွန်တော်တို့ကကိုယ်ဒီတတ်မှာတကယ်မူတည်တဲ့ကိုယ့်ရဲ့ဟိုးစားပေါ့ပြည်တော်စုအဖွဲ့ဝင်အစိုးရတွေဖြစ်မှာဟုတ်ဒါဆိုပြည်တော်စုအစိုးရ အဆင့်လောက်ရှိတဲ့ဥစားဒီဒီဗီယွန်စုတစ်ခုလုံးကိုလွမ်းချုံတဲ့ဆိုရတစ်ခုဖြစ်ဖို့ဆိုရင်ဘာလိုရလဲဆိုတာဒါတော့ကိုကိုကိုပဲပြန်ပြီးတော့သုံးထားပြီးတော့အဲ့ဒီအစိုးရအင်္ဂါရနဲ့ညီအောင်ကိုဘာလုပ်အောင်လဲဆိုတာဒါကတော့ဒါပဲလို့တော့တယ်ကျွန်တော်တို့တိတ်ထူထူပြောပြောစရာမရှိဘူးအဲ့ဒါမှမဟုတ်ရင်တော့အချိန်အားအရန်ဟိုယူရသွားပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဟိုဆက်လို့မရတဲ့အချိန်တစ်ခုအားရောက်သွားနိုင်တယ်ဆိုတော့ကျွန်တော်အဲ့ဒါပဲသတိပေးချင်တာ ဟုတ်ကဲ့ဟိုနောက်ဆုံးမိကုံးအနေနဲ့ပေါ့နော်ဒီစစ်တပ်ကတော့မဖြစ်မနေသူရွေးကောက်ပွဲလုပ်မှာပဲလေအဲရွေးကောက်ပွဲလုပ်မှာဆိုတော့ရွေးကောက်ပွဲဒီစစ်တပ်ရဲ့ရွေးကောက်ပွဲအလွန်ကာလပေါ့နော်နိုင်ငံရေးစစ်ရေးအခြေအနေတွေကဘာဆက်ဖြစ်လာနိုင်တယ်လို့ဘရုအနေနဲ့သုံးသပ်ချင်ပါလေခင်ဗျာကျွန်တော်အနေနဲ့ယုံကြည်တာကတော့ဒီအထူးသဖြင့်ဒီဒီစစ်အနာရှင်ဘက်ကလှုပ်တဲ့ဟာကြာ तू ကမယမကအတိကကူငတ်မွတ်နေတာဒါဒါ legitimacy ပဲလေ तू ကအတိမပြုတ်ခံရရေး အတွက်နဲ့သူကတော့ဟိုဒါလည်းဟိုအခုမှမဟုတ်ဘူးစီရတာသင်ကလေးကသူတို့ကိုတတိပေးတာမင်းတို့ဒီခါလုံတော့နိုင်ငံတကာနဲ့ဟိုထိတွေ့တွေ့ပြီးတော့ဟိုတော်တော်လေးနာမယ်တော့ဆိုတော့သူကပြောတာဒါမှမဟုတ် game site ဘူးအဲ့ဒါသူသူပြောတာပြန်ပြီးတော့မှားမှားရှိသေးတယ်ရတယ်ငါတို့ကဥစားတွေပေါင်းပေါပေါင်းပဲဒီလိုမျိုးအပွေးတူတဲ့လူနိုင်ငံသုံးရင်လောက်ရှိရတယ်ဆိုတော့သူတို့အဲ့လိုတုတ်ပြန်ပြီးတော့လုတ်ခဲ့တာလုတ်ခဲ့တဲ့အတိုင်းကနည်းနည်း၄၅နှစ်အတွက်ဒါမှမဟုတ်တခုသူတတိပြင်းနေတာခါတိုင်းအာနာသိမ်းပြီးဆိုတော့ဒီလောက်နေပြီဆုံးရောက်မှာပေါ့ဒီတစ်ခါနေပြီဆုံးရောက်တာတော့တော့လေပဲအဲ့ကြတော့ သူကဘလို့မှဖတ်ဆယ်လို့မရဘူးဒါရောက်မလို့ကလုံးဝလှုပ်လို့မရတဲ့အနေထားတစ်ခုပဲရောက်သွားတယ်ယူကပွဲအဲ့ဒါရွှေ့ပြီးရွှေ့ရွှေ့ပြီးရွှေ့ဒါမှသူ road road မဲ့ဟာဟိုးတက်လာကြတယ်လှုပ်ထားမြာမကြခင်လှုပ်ရမဲ့ဟာလှုပ်လို့မရမှာကလင်းကနေဖြစ်သွားတဲ့အခါကျတော့မလှုပ်မရမရတဲ့အနေထားရောက်သွားပြီဆိုတော့သူတို့တွေ့ကင်ရတော့ဗျာအိမ်မက်မက်တာပေါ့ကွာနေကင်းကြောင်တော့ဟိုစားအယူအိမ်မက်လို့ပြောရမယ်ဆိုရင်တော့2010ရွေးကောက်ပွဲတုန်းကလို့အဲ့ဒီပြီးတဲ့နောက်မှာနိုင်ငံတကာသူ့ကိုပြန်ပြီးတော့အတိမပြမဆန်ရှင်ပြန်ပြီးတော့ဖြေလျှော့မယ် ောက်ပြီးတော့အိမ်မှာညဉ့်ညံဆွေးနွေးပွဲခေါ်ပဲသူတော်လိုင်းဖွဲ့စည်းလာပြီးတော့အာဘာညာဘာညာတက္ကနာတော့တယောက်နဲ့တယောက်ဖိတ်လဲသူစိတ်ကူးရင်တာဖြစ်ဖြစ်ဖို့ဖြစ်လာတော့အဲ့ဒီထားမျိုးอ่ะကျွန်တော်ယုံကြည်တယ်လုံးဝမဖြစ်တော့ဘူးအဲ့ဒီထားမျိုးအဲ့ဒါကြောင့်မလို့ဒီဘက်ပိုင်းမှာဆိုတော့ကိုကတော့အဲ့လိုမဖြစ်ဘူးဆိုတော့ကိုဘက်ကဘာပြင်ထားမလဲကျွန်တော်တို့ကပြင်ထားရှိတယ်ဒီလိုပဲရှိတယ်ကျွန်တော်တို့သွားမယ်ဟာတော့ကိုလည်းသမားရွေးကောက်ပွဲပြောသလိုကိုလည်းရွေးကောက်ပွဲလိုချင်တာပဲလူတို့ကိုစားပြီးတော့ရွေးကောက်ပွဲအဲ့နေရာတက်လာတဲ့အစိုးရလိုချင်တာပဲဒါပေမဲ့အဲ့လိုသူတို့လှုပ်တဲ့ပုံစံကျွန်တော်တို့မကြိုက်တော့ကျွန်တော်တို့ဒီဘက်ကိုလှုပ်တာလေ ဒါဒါအဆုံးပြပေးမှာတော့လူလူပဲအဆုံးပြပေးမှာဗျာဆိုတော့အဲ့လိုအနေထားမျိုးမှာဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တေချာပြောရတယ်သူတို့ထင်ထားသလိုအိမ်မက်မက်သလိုကဘလို့မှဖြစ်လာဘူးကျွန်တော်တို့ပဲကတော့ဘာဖြစ်ဖြစ်အဲ့လိုပဲကျွန်တော်တို့လမ်းကြောင်းရှိတိုင်းကျွန်တော်ဆက်သွားမှာဖြစ်တယ်ဒါပေမဲ့သူ့ပဲကတော့အဲ့ဒါတဆုထိုးမြတ်မကအကြမ်းဖက်မှုတွေဆက်လုပ်သွားမယ်ဆိုရင်သူ့ကိုတံပြန်တဲ့အကြမ်းဖက်ကိုဒီထက်မကပို့ဆိုးလာလိမ့်မယ်ကျွန်တော်တို့ကပြောစရာရှိတာကျွန်တော်တို့မှာနေမြင်စုမှုအပိုင်းမှာလဲဟုတ်စစ်အနာသိမ်းခဲ့တဲ့1960နှစ်1980နှစ်သွားရှင်ဘာမဆိုင်တော့ဘူး အဲ့ဒါအောင်လို့သူကတံပြန်ထိုးစစ်ဆင်နေတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီနေ့ဒီခါမှာသေချာသုံးသပ်မိတာကတော့ဒါတောင်ဘယ်ပြည်ပနိုင်ငံမှာကျွန်တော်တို့ကူတာမဟုတ်ဘူးတကယ်လို့ကူနော်ဘာနဲ့ညဉ့်ညံ့ချင်းမဲ့ကျွန်တော်တို့ဒါတော့ပြောရတယ်နော်ဆိုတော့အဲ့လိုအနေချင်းမျိုးရှိပါတယ်လို့ဟုတ်ကဲ့ပါဆရာကျေးဇူးများတင်ပါတယ်ကျွန်တော်တွေ့ဆုံမိများမှုကိုလက်ခံဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်လည်းဒီလိုမျိုး ဟိုဖြည့်ချခွင့်ရတယ်အများကြီးဂုဏ်ယူပါတယ်လို့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါ KN မျိုးသားအစည်းအရုံး KNU ကပြောခွင့်ရပုဂ္ဂိုလ်ပြုစောတော်ကြီးနဲ့စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတိတန့်တွေ့ဆုံမေးမြန်းခဲ့ရပဲဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့မြစီမပိတ်တများအားလုံးပဲရန်သူမျိုး၅ပါးအငင်ကနေကင်းဝင်ပြီးတော့အထူးသဖြင့်အကျန်းဖက်စစ်တပ်အငင်ကနေကင်းရှင်းကြပါလိမ့်လို့ဆုမကောင်းတောင်းပေးပါရစေ။နောက်ထပ်တီးတန့်တွေ့ဆုံမိ мян ကနေမှာပြန်တွေ့ပါမယ်။ကျွန်တော်ခန့်တွေပါခင်ဗျာ။